ဒီမှာအခုသတင်းတပုတ်တက်လာတွေ့ရရခိုင်နဲ့ပတ်သက်တဲ့ဒီရေးကိစ္စပေါ့လေဒါပြီးခဲ့တဲ့ဒီကာလမှာဒီထန်းလျှောက်ကန်ရွာမှာပြည့်ပြည့်သွားတာနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုနိုင်ငံတကာမှာလည်းပြောကြားဆိုကြတဲ့အခြေအနေတွေရှိခဲ့တယ်ပေါ့ဒီတစ်ဖက်မှာလည်းဒီလိုရင်းကြီးတက်ကြလှုပ်ရှားသူတွေနဲ့ဒီအေအေနဲ့အရကတော်တော်နဲ့ကြားထဲမှာလည်း ဒီအပြန်အလှန်ပြောဆိုမှုတွေရှိခဲ့တယ်ဖြစ်ရတယ်ရှိခဲ့တယ်အခုတော့ဒီ arakat.ae ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကနေပြီးတော့မှရခိုင်ပြည်နယ်မှာဒီကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးမှုတွေလာလုပ်ဖို့ဖိတ်ခေါ်တယ်ဆိုတဲ့သတင်းလေးကျွန်တော်တွေ့လိုက်ရပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပဲစပြီးတော့ကိုတော်တင်ဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးပါကိုတော်ဆိုတော့ပြောတာကတော့မန္တလေးလူခွင့်အခြေအနေဆိုင်ရာအထူးကိုယ်စားလှယ်ပေါ့ဗျအထူးစုံစမ်းစစ်ဆေးမှုလည်းပြောတယ်အထူးကိုယ်စားလှယ်လည်းပြောတယ်တော်မန်ဒရူးစ်တော်မန်ဒရူးစ်က ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကလူခွင့်ရေးကောင်စီကိုတင်သွင်းတဲ့သူ့ရဲ့အစီအစဉ်ထဲမှာထည့်ပြီးတော့ပြောထားတာသူတော့အဲတန်းဆောင်ခံခြင်းတွေပါဝင်တခြားခြင်းတွေကိုလာပြီးတော့လိလာဖို့စုံစမ်းဖို့ဟာဘုဇုံတွမြတ်နိုင်ကသူ့ကိုခေါ်တယ်ဖိတ်တယ်ဆိုတော့ကတိတ်မကြခင်ရပ်ပိုင်းကဖြစ်တာတော့ဟုတ်ဘူးမရအောင်ဘာလို့ဆိုဒီစင်ကစားမျိုးဆိုတော့ကအချိန်ယူပြီးရတဲ့စင်ကစားမျိုးเนาะကျွန်တော်လာနေချီပြီးချိန်ပြီးရတာဆိုတော့ ဒုံခဲ့တဲ့တရက်ပြက်ကပြောတာပုံပဲနဲ့စင်ကန်စာပြုစုနေတဲ့အချိန်ကာလတုန်းကပြောတာဖြစ်မယ်လို့ကျွန်တော်ခံမှန်းနေပေါ့နော်ဆိုတော့ဒီစင်ကန်စာပြုစုနေတဲ့အချိန်ကာလမှာထွန်မန်ဒူးစ်ကဘုဇိုးထွန်မြနိုင်အပါအဝင်ဒီခေါင်းဆောင်တွေနဲ့သူအချိန်ချင်းစကားပြောခဲ့တယ်ဒီထန်းလျှောက်ခံဂျေးရောဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထန်းလျှောက်ခံဂျေးရောမှာရိုဝင်ညာများပြားကိုဟလာရှင်တော်အီးရတ်တက်တယ်ပေါ့ဗျာ ဆိုတဲ့ဆွဆွေးချက်နဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြင်းပြင်းထန်ထန်ငြင်းနေလို့တော်မန်လူးစရဲ့အစင်ကစားထဲမှာထည့်ရေးထားတယ်။အဲလိုတန်းလျှောက်ခံအပါဝင်ပေါ့နော်။အေအေကရိုဝင်ဂျာရီအပေါ်မှာလူခွင့်ရချိုးပေါက်တယ်ဆိုပြီးတော့ဆွဆဲမှုရှိတဲ့နေရာတွေကိုလာပြီးတော့ဒီလာစုံစမ်းဖို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖိတ်ခေါ်တယ်လို့သူကထည့်ပြောထားတယ်။ဒါနဲ့ပတ်သက်ပြီးတော့သတင်းထွက်လာတဲ့အချိန်မှာဒီပေါ်မှာ ဝေဘနာမျိုးလည်းပဲတွေ့ရတယ်။ဆိုတော့ဖိတာကအမှုဖွင့်ရေးအထူးကိုယ်စားလှယ်ပဲလား။တကယ်လာဖို့ဘောလမ်းဖွင့်ပေးမှလား။မီဒီယာဝါဒပြန့်ဖို့တက်တက်လားစောင့်ကြည့်ရမယ်စတရားဖြစ်ပေါ့နော်။ပြီးတော့မနက်ငယ်ဆရာတော်မန်လူးစပြင်ကုလသမဂ္ဂလူးခွင့်ရေးအထူးကိုယ်စားလှယ်အပြင်ဟလာမနက်ငယ်ဆရာလွတ်လပ်သောစုဝန်းစစ်စီအဖွဲ့ WIW မျိုးပြီးတော့ကုလသမဂ္ဂလူးခွင့်ရေးကော်မရှင်နာမင်းကြီးယုံက စုံစမ်းရေးအဖွဲ့ကပါခေါ်တဲ့နည်းလက်လက်တဲ့မီဒီယာတွေခေါ်တဲ့နည်းစတဲ့အပြင်မျိုးမျိုးထောက်ပြကြလာထောက်ပြရတာလည်းတွေ့ရတယ်ပေါ့ဗျာအဲ့တော့ဒွန်မန်ဘလူးဆဲအစင်ကစားတယ်မှာတော့ဒီပါအေးအေးပေါ်မှာအချက်၆ချက်တောင်းထားတယ်တွေ့တယ်နံပါတ်၁အချက်ကမွတ်စလင်ပြည်နယ်စုတွေအပါအဝင်ရခိုင်ပြည်နယ်မှာရှိတဲ့အားလုံးရဲ့ဘလူးခွေရေခံစားခွင့်နဲ့ပတ်သက်ပြီးတော့အေးကပြည်သူ့ရှင်ကြအတူပြုပေးဖို့ နောက်နံပါတ်2အချက်ကမွ슬လင်ရဲ့သားတွေအပေါ်မှာလူခွင့်ယူချုပ်ဖောက်တာမျိုးတွေအလုပ်ပေါ့အေးအေးတပ်ဖွဲ့ဝင်တွေအတွက်ရှင်းလင်းပြသားတဲ့အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့နောက်နံပါတ်3အချက်ကနိုင်ငံတကာလူခွင့်ယူပလီလူသားချင်းစာနာတော်ထောက်မှုဆိုင်ရာဥပဒေပြပါပါတဲ့အတိုင်းလွတ်လပ်စွာသွားလာခွင့်ပြုဖို့ ਨੇ အတဘူဝန်ကျောင်းဆိုင်ရာကတ်သက်ချက်တွေချထားတာကိုရုံသိမ်းပေးဖို့နောက်နံပါတ်4အချက်က ယုံကြည်စိတ်ချရတဲ့လူခွင့်ရထူဖော်မှုဆိုင်ရာအစီအစဉ်တွေနဲ့ပတ်သက်ရင်စုံစမ်းစစ်ဆေးပြီးတော့ကျူးလွန်သူတွေတာဝန်ခံမှုရှိအောင်လုပ်ဖို့နောက်နံပါတ်၅ချက်ကရခိုင်ပြည်နယ်တွင်ကလူခွင့်ရထူဖော်မှုဆိုင်ရာဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့လွတ်လပ်ပြီးတမာတမတ်ကြတဲ့စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းတွေပါထောက်ခံအားပေးဖို့ပူးပေါင်းဆောင်ရွက်ဖို့နောက်ဆုံးချက်နံပါတ်၆ချက်က ဇခိုင်းပြည်နယ်နဲ့ဒီပမာရောက်နေတဲ့ရိုဟင်ဂျာတိုင်ဝမ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ဆိုပြီးတော့၆ချက်တောင်းထားတယ်။အဲဒီအစီအစဉ်ကလည်းမှာပဲဇခိုင်းပြည်နယ်ဘက်မှာဟလာအာဆာနဲ့ RSO အဖွဲ့တွေကအဲလူခွင့်ချိုးဖောက်မှုတွေကျူးလွန်တာရတားတွေပေါ်မှာကျူးလွန်တာဒါဟာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီစင်ကစားထဲမှာထည့်ထားတယ်ဆိုတော့ဒိုမန်ဒူးဆဲအစီအစဉ်စာက20ရက်နေ့ကတင်သွင်းနေပေါ့ဗျာဆိုတော့ဒီစင်ကစားနဲ့ပတ်သက်ပြီးတော့ဘယ်လိုထွန်းမြတ်နိုင်တော့ အရဖတ်တက်တော်ဘက်ကတုတ်ပြန်ပြောတာတော့အတွေ့ရသေးဘူးကျွန်တော်မတွေ့သေးဘူးပေါ့နော်ဘယ်လိုတုတ်ပြန်လာမလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်ရင်တော့ကတော့သူတို့တုတ်ပြန်ခဲ့ပြတာတွေရှိတယ်ကျွန်တော်လည်းပြောခဲ့ဆိုတော့ခိုင်တီနေရဲ့အခြေအနေကတိတ်ကိုအကဲဆက်ပါတယ်တိတ်ကိုအကဲဆက်ပါတယ်ဘာတေကိုကဲဆက်တဲ့အခြေအနေမျိုးလို့ခိုင်ဒီနေကဖြစ်ရတွေနဲ့ပတ်သက်ပြီးတော့နော်တက်ဆိုင်တဲ့လူတွေအားလုံးပေါ့နော်တန်းတန်းဆဆချင်း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  အုံနောက်ကြီးကြီးရင်ဘတ်ကြီးကြီးနဲ့ပြောဆိုလွတ်ဆောင်ဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။နော်အစွန်ရောက်တဲ့ပြောဆိုချက်တွေတစ်ဖက်နဲ့တစ်ဖက်အတိုက်ခိုက်တာတွေဝေဖန်တော့ဝေဖန်လို့ရတာပေါ့နော်။ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ထိုးနှက်တယ်လို့တိုက်ခိုက်တယ်လို့ကတော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာစိတ်လို့မရပဲပူဝေးစေလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်။တစ်ဖက်နဲ့တစ်ဖက်ပူပြီးတော့ဟလာပွဲပြားသွားစီမဲ့စကားမျိုးတွေလုံရက်တွေက လက်ရှိရခိုင်ပြည်နယ်ရဲ့အချက်အတဲပြဿနာကိုဖြေရှင်းဖို့ထောက်ကူဖြစ်မှာမဟုတ်ဘူးလို့လည်းကျွန်တော်ဒီလိုသတ်သားမြင်ပါတယ်။ဒါတွေကဘာဖြစ်နိုင်ကလေးဆိုတော့ဒါစစ်တပ်ကဒီရခိုင်ပြည်နယ်အခြေအနေကိုသူတို့ကိုကျူးအတွက်အုံချဘူးလမ်းဖွင့်ပေးတယ်လို့ဖြစ်နိုင်ပါတယ်။ရင်းကလည်းအုံချခဲ့ဘူးပြော။ဒါဟိုပြောတဲ့ဝေဘန်နဲ့ပြောဆိုချက်တွေပါနေတာပဲနှစ်ဖက်ကိုပြောတာပါနော်။ဒီစလုံးရအောင်ကျွန်တော်က ဒီလိုပြောတာဆိုတာလောက်တာကြောင့်စစ်တပ်ကိုအားပေးတယ်လို့ဖြစ်ပြစစ်တပ်ကိုအုံချဖို့ခွင့်ပေးပြီးနေတယ်လို့ကျွန်တော်တိုင်းဆိုတာဟုတ်ဘူးအဲ့လိုဖြစ်သွားစေနိုင်တယ်ပေါ့တော်ဝိုက်တော်နီယာဒီရည်ရွယ်ပေမဲ့အဲကျွန်တော်အနေနဲ့ရတော့ကိုကြောက်ပါအောင်ရဒီရခိုင်ပြည်နယ်ချက်တဲပြဿနာကအမြန်ဆုံးပြေလည်နိုင်ဖို့တော့ဒီလမ်းမမြင်မိဘူးသို့တော်လည်းပဲအဲ့လိုပြေလည်နိုင်မဲ့လမ်းကြောင်းပေါ်တော့ အမြန်ဆုံးရှောက်နိုင်ဖို့လိုတယ်လို့ကျွန်တော်ယူမိပါတယ်ကြောက်ပါဟုတ်ကဲ့ပါကိုကျော်သိန်းနားလည်းပတ်သက်ပြီးတော့လည်းဒါကိုကျော်သိန်းအရင်အစီအစဉ်တွေမှာလည်းဒါဒီအကြောင်းလေးဆွေးနွေးခဲ့တာလည်းရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒါလက်ရှိအချိန်မှာလည်းဒါရခိုင်ပြည်နယ်မှာရှိနေတဲ့ဒီ ရွှေဉာပြည်သူတွေအနေနဲ့ရောနောက်တစ်ခါဒီနေရဲဆောင်ကထပ်ပြေးနေရတဲ့ရွှေဉာပြည်သူတွေဒါနေရဲပြန်နိုင်ဖို့ဂုံသိက်ကရှိရှိနေရဲပြန်နိုင်ဖို့လို့တည်ငြိမ်အေဂျင့်ဖို့ဆိုလို့ရှိရင်လည်း arak.aa နဲ့လည်းဒါထိထိဆက်ဆံပြီးတော့ဟိုဒါဟိုအဖြေရှားပဲဆွေးနွေးဖြေရှားမယ်အခြေအနေရတာဒါဒီအမှန်တရားလို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒါဒီရွှေဉာအရေးတကျလှူရှားတဲ့ခေါင်းဆောင်တွေအနေနဲ့ဒါမျိုးတွေကိုဟိုဒီလိုကိုကျော်သိဆွေးနွေးသလိုပဲအရင်ဘက်ကျင်နဲ့မြင်ကြည့်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆပါတယ် အဲ့တော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာတွေတစ်ခုသွားလိုက်အောင်ပါဆိုတော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါ Justice for Myanmar ကနေပြီးတော့ပေါ့လေဒါထုတ်ပြန်လိုက်တဲ့အချက်ပေါ့လေဆိုတော့ဒါကဘာလဲဆိုတော့ဒီလက်ရှိဒီဒီ cyber ငွေလိမ်ကြားဖြတ်လုပ်ငန်းတွေပေါ့လေဒါရဲ့ရေတောက်မြစ်ကဒါမြန်မာစစ်တပ်နဲ့ဒါသူ့ရဲ့လက်အောက်ခံ ဖီသူစစ်တေကနိုင်ငံဆောင်တက်တည်ဖြစ်တယ်ဆိုပြီးတော့ဒါထုတ်ပြန်လိုက်တာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီကြားဖြတ်ကိစ္စကလည်းပြီးခဲ့နေ့ရက်ကျွန်တော်တို့ KK ဘတ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ရတယ်ရှိတဲ့အခါကျတော့ဒီနေ့လည်းဒါထပ်ပြီးဆွေးနွေးဖို့ဖြစ်လာတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးစပြီးတော့ကိုကျော်သိန်းရဲ့ဒီဟိုဆွေးနွေးချက်တွေကိုသိရအောင်ပါဟုတ်ကဲ့ပါကျွန်မကြားဖြတ်ကိစ္စကတော့ဒီအပိုင်းမှာဇက်တိုက်လူလှုပ်တာပေါ့ဗျာနော်ဒါ justice for them အဖွဲ့အားလည်းဒီအားကိုပဲ အခွင့်အရေးဖြစ်ရရှိပြီးတော့ဒါပို့ပြီးတော့တောင်းပေးတဲ့သဘောလို့ကျွန်တော်ယူပါတယ်။ဆိုတော့ဒီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ data တွေမတည်ငြိမ်မှုရဲ့ရေတောင်းမြစ်ဖြစ်တဲ့เนาะမြောက်လိုင်းတို့စစ်တပ်နဲ့မြောက်လိုင်းမြောက်လိုင်းတို့စစ်တပ်နဲ့စစ်တပ်ကိုပေါ့ဗျာเนาะဒီရှိတော်ရှားနိုင်ငံများအဖွဲ့ ASEAN နဲ့နိုင်ငံတကာကမဖြစ်မနေရေးယူဖို့ဆိုပြီးတော့ GFM ဘက်ကတောင်းဆိုထားတယ် တော့တို့ဒီထဲမှာထောက်ပြထားတာတွေရှိပါတယ်ကျွန်တော်အချို့လေးတွေပြောပြတော့ဆိုတော့မေအောင်လိုင်းရဲ့ဂျက်ပစ်စစ်တက်ကရာဇဝိစီးပွားရေးကွန်ရက်တစ်ခုကိုကြီးကြပ်လက်ပတ်နေတယ်လို့ပြောထားတယ်မေအောင်လိုင်းတို့ဂျက်ပစ်စစ်တက်လက်အောက်ခံတရင်နယ်ကြောက်ဆောင်တက်နေရာဇဝိစီးပွားရေးလုပ်နေတဲ့ကုမ္ပဏီတွေကိုလက်တံပေးထားတယ်ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ရာဇဝိမှုတွေကနေပြီးတော့ မင်းအွန်လိုင်းတို့အကြံပေးစစ်တပ်ကအကျိုးအမြန်ရနေတယ်။အဲ့တော့ဂျားဖြန့်ပေါ့ဗျာဂျားဖြန့်ကိုနှိမ်ဖို့အတွက်မင်းအွန်လိုင်းတို့အကြံပေးစစ်တပ်နဲ့လက်အောက်ခံပြည်သူစစ်တွေကိုပြစ်ပတ်ထားရည်ယူတယ်။မင်းအွန်လိုင်းတို့ဂျားဖြန့်စစ်တပ်ဒီပြည်ဝဥပဒေအရပဲဖြစ်ဖြစ်နိုင်ငံတကာဥပဒေပါအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရပဲဖြစ်ဖြစ်အကြံပေးစစ်တပ်ဖြစ်တယ်။ဒေတာရီမတီကျေးဘူးရဲ့အတ္တိကရေတောင်းမြစ်လက်တည်ပြခဖြစ်တယ်။ အာဆီယံဒီဒီအကြံပေးစီအုပ်စုကိုနိုင်ငံရေးတရားဝင်မှုမှားရင်းစွာပေးခဲ့အကြံပေးစစ်တပ်နဲ့အကြံပေးရဲတပ်ဖွဲ့ကိုထောက်လှမ်းရေးတည်င်းအချက်နဲ့လေ့ကျင့်သင်ကြားတာပြီးလုပ်ပေးခဲ့ဒါကြောင့်မို့လို့ဟလာရာဇွေစီးပွားရေးလုပ်တဲ့ကွန်ရက်ကပို့ပြီးတော့အတင့်ရဲခဲ့တယ်ပြီးတော့ ိုင်းလူကျူးလူနာကိုနိုင်ငံတကာဥပဒေကြောင်းအရရေးယူတာမျိုးကနေရှောင်နိုင်တဲ့အသိပညာတွေအာဆီယံကပေးခဲ့တယ်ဒီချက်တွေကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုနိုင်ငံတကာအနေနဲ့တုံ့ပြန်တဲ့ကိစ္စမှာထိခိုက်စေခဲ့တယ်အဲတော့တင်ကြခဲ့ခြင်းပေါ်ကိုရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံတို့ရဲ့တူအောင်ရေကောက်ပွဲကိုတက်ပြက်တာတာ ဆန့်ကျင်ပြီးတော့ရက်တည်ပါတဲ့။မြန်အောင်လိုင်းတို့အတွက်ဗန်ဒန်ဝေးဆီလက်နဲ့ပစ္စည်းဒင်းစီစသည်အားဖြင့်ကြာနေတဲ့ဝင်နေတဲ့လမ်းကြောင်းတွေဖြတ်တောက်ပါတဲ့။ပြီးတော့လာလူမျိုးတို့တစ်ဖြတ်မှုဆရာဆွေးမှုဘုရားတို့နဲ့ပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေနိုင်ငံကကနေပြီးတော့အေးအေးယူပါတဲ့။လာဒီစစ်တပ်ကိုဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးဒီမလူလူရုံးကန်စူးစမ်းနေတဲ့အပေါ်ပန့်ပိုးကူညီမှတာတည်ရင်ဒီစိုက်ဘာပြစ်မှုအကျအတဲ့စိုက်ဘာပြစ်မှုဆိုတာဒါကြားဖြန့်မှုကြီးပဲဟုတ်နော်စိုက်ဘာပြစ်မှုအကျအတဲ့ဟလာမြန်မာနိုင်ငံအကျအတဲ့ကိုအာဆီယံနဲ့နိုင်ငံတကာအနေနဲ့အပီးတိုင်ဖြည့်ရှင်းနိုင်တယ်နော်အဲ့တော့ပြောရရင်တော့သူတို့ရဲ့အချုပ်ကဟလာမြန်မာလူထုကအကျ မြောက်လိုင်းတို့ဂျမ်းပဲစစ်တပ်လက်နက်အားကိုအာဏာသိမ်းတာကိုလုံးဝလက်မခံဘူးအခုလက်ရှိမှာလူဦးတော်လှန်ရေးဆင်နွှဲနေတယ်ဒီလူဦးတော်လှန်ရေးကိုအာဆီယံနဲ့နိုင်ငံတကာကအားပေးဒီလူဦးတော်လှန်ရေးအောင်မြင်မှပဲနိုင်ငံတကာကစိုးရိမ်နေတဲ့ကြားဖြတ်လုပ်ငန်းကို အပြီးပြတ်နေနေနိုင်မယ်မြမအရေးကိုလည်းပဲတခါတယ်အပြီးအပြတ်နေနေနိုင်တယ်ဒါ JFN ရဲ့နောက်ဆုံးကောက်ချက်ပေါ်ပြတယ် တော့ကျွန်တော်မြင်တာတော့ဒီလိုတောင်းဆိုချက်မျိုးတွေညံ့များထွက်ဖို့လိုပါတယ်လူတောင်းဆိုချက်မျိုးတွေတောင်းဆိုရုံနဲ့မကောက်ဘူးနော်လက်ဆိုင်ရနိုင်ငံတွေကတောင်းဝန်ရှိသူတွေနဲ့တွေ့ခွင့်ရတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့လည်းအဲလိုတွေ့ခွင့်ရတဲ့အခြေမျိုးမှာဒါကိုပူဇော်ပေးပြီးတော့ဖျားပေးရမယ်တွန်းပြီးတော့ပြောဆိုရမယ်ကိစ္စရပ်တစ်ခုအဖြစ်ထည့်သွင်းထားတယ်ပါတယ် နိုင်ငံပြတ်ကျော်ရာစုမှုကဒီကြားပြတ်ကဘာကြောင့်လဲနိုင်ငံပြတ်ကျော်ရာစုမှုကဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ခါလဲပြောပြသားနော်ဒီကြားပြတ်လုပ်ငန်းမှာဟလာနိုင်ငံတကာကလူတွေနိုင်ငံရတူရတားတွေလိန်လေလှည့်ချားခံရသွေးဆောင်သွေးဆောင်ဖြားရောင်းခံရပြီးတော့ပိတ်လောင်ပြီးအတင်းအဓမ္မအလုတ်ခိုင်းစီခံရဒါဒါနိုင်ငံပြတ်ကျော်ရာစုမှုဖြစ်သွားပြီလူမောင်းဖို့ဟူးခံရတယ်ဖမ်းဆီးခံရတယ်ပြီးတော့အဲ့ဒီ ဂျာပြက်လုပ်ငန်းရှိတဲ့နေရာမျိုးကိုအပို့ခံရတယ်အဲဒီမှာပိတ်လောင်ပြီးတော့ဒီနေ့ကို14နာရီကနေ17နာရီထိအလုပ်လုပ်ဖို့ခိုင်းစီခံရတယ်ပြီးတော့နှိမ့်ဆက်ညှမ်းခံရတယ်ဟလာအသက်သေးဆုံးတဲ့အထိရှိတယ်အခုဆိုရင်ဒီဘယ်လာရုစ်ကဟလာတငယ်ငယ်အဆိုတော်အဆိုတချင်းပြီဆိုပြီးပေါ့နော်သူက the voice game လုပ်ပေးခဲ့တယ်ဟလာလူသမီးငယ်လေးအဲဒီဘယ်ပုံအဲ့ဒီနေရာတွင်ကိုရောက်ပြီးတော့ဘယ်လိုပြန်လွန်သွားလဲမသိဘူး ထိုင်းရတက်ဘွက်ကပြောတာတော့အဲ့ဒီမျိုးသမီးငယ်ဒီဘယ်လာရုစ်မျိုးသမီးငယ်ဒီသူတဘောနဲ့သူထိုင်းကနေမြန်မာနိုင်ငံဘက်ကိုလေရင်နဲ့ပြင်စီပြီးတော့ကြီးတဲ့နေလေရင်နဲ့သွားတယ်သူထိုင်းရတက်ဘွက်ကထုတ်ပြန်ထားတယ်ဆိုတော့သူတို့ကထိုင်းကပြောတာတော့ထိုင်းကငါတို့တို့မဆိုင်ဘူးထိုင်းကလက်ရှောက်လိုက်တာပေါ့နော်ငါတို့မျိုးပေါ်မှာဖြစ်တာမဟုတ်ဘူးဒီမျိုးသမီးဒီငါတို့မျိုးပေါ်မှာဖန်ခံရမဟုတ်ဘူးသူဒီမြန်မာနိုင်ငံကိုအခုသဘောနဲ့ပို့သွားခဲ့တယ်သူပျောက်သွားတာနောက်ဆုံးအခုလိုအသက်ဆုံးမြတ်ဆိုပြီးတော့သူမိဘကိုကြောင်းကြတာမြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စဖြစ်တယ် ဆိုတော့ไทยเนี่ยไม่ใส่ဘူးပေါ့တော့ไทยရဲ့လာဥပဒေကြောင်းရတရားစီရင်ပိုင်ခွင့်စုံစမ်းပိုင်ခွင့်တွေပါမရှိဘူးပေါ့သူတို့ကပြတ်သွားတယ်အဲ့တော့ဘယ်လိုမျိုးရောက်သွားသလဲဘယ်လိုကွယ်လွန်သွားသလဲမသိဘူးလာအဲတတိဆုံးပြည့်နောက်သူရဲ့ခနာကိုရင်းဂလီစာတွေကိုထုတ်ပြီးတော့ရောင်းစားခံရတယ်ဆိုတော့သူတွေ့ရတယ်ပြီးတော့အယူပြပြန်လို့ခြင်းချင်းဒီသားစုကိုဒေါ်လာ9000ပေးရမယ်လို့ဒါပြန်ပေးတယ်ပြန်ပေးဝင်တောင်းတယ် အဲ့တော့မိသားစုကမိသားစုနဲ့ညှိနှိုင်းနေတဲ့အချိန်ဒီမှာဘယ်လာရုစ်ဘက်ကဝင်ကြည့်တယ်လို့ပြောတယ်ဒီဝင်ကြည့်တယ်လေဘယ်လိုညှိကြတယ်ဒီဘက်ကဘယ်သူများညှိတာလဲမသိဘူးတားရတော့မသိဘူးစီရှင်လည်းမသိရသေးဘူးဝင်ကြည့်တယ်လို့ပြောတယ်အရင်ကအဲ့တော့ပတ်စံမယူတော့ပဲနဲ့ရိုးပြပြန်တွဲပြီးတယ်ပြောတယ်နော်တော်တော်စိတ်မကောင်းစရာဒီလိုငယ်ရွယ်ရွယ်ဟာဘဝမှာအောင်မြင်ဖြစ်ထွန်းဖို့ရာ လားလားအများကြီးရှိတဲ့ငယ်ငယ်လေးပါလူရွယ်လေးပါဒီလိုမျိုးချိန်နေဇိုးတယ် ကြောက်ကြတာအခုဆိုရင်ဒီဟောင်ကောင်ပဲထိုင်ဝမ်ပဲနော်အိန္ဒိယပဲဘင်္ဂလားဒေ့ရှ်ပဲပဲဒီဘက်တီကနိုင်ငံသားတွေပါပြီးတော့အဲ့ဒီဘက်ကသတင်းထံသားတွေမှာနီဇီလန်တွေဘလူးပြောင်းအောင်ထွက်နေတာအဲ့တော့နိုင်ငံကမှမြန်မာဟိဆိုရင်ဟိုကကြားဖြန့်နေပါတွဲမြင်တယ်လို့နာမည်ဖြစ်နေလို့နာမည်ဆိုးလို့နေအဲ့တော့ဟလာအတင်းအာဓမခိုင်းစိတ်ခံရသူတွေဒီနိုင်ငံကကလူတွေဖြစ်တယ်ဒါကြောင့်နိုင်ငံဖြတ်ကျော်ရောက်စုမှုဖြစ်တယ် ဒီကဲခါကျတော့ပြစ်မှတ်ထားတာဒီမြန်မာနိုင်ငံတွင်းကမြန်မာလူစုကိုတင်ပြစ်မှတ်ထားတာမဟုတ်ဘူးသူတို့အဓိကပြစ်မှတ်ထားတာနိုင်ငံတကာဟလာတရုတ်ပါတယ်အမေရိကန်တကယ်နိုင်ငံရှိနိုင်ငံတွေပါတယ်တရုတ်ပါတယ်အမေရိကန်ပါတယ်စင်ကာပူပါတယ်ထိုင်းပါတယ်မလေးရှားပါတယ်အင်ဒိုနီးရှားပါတယ်ဂျပန်ပါတယ်ကိုရီးယားပါတယ်အကုန်အကုန်အကုန်ပါနိုင်ငံတနေ့တကဘာလို့ပါအဲ့ဒီတကဘာလို့ကိုသူတို့ရဲ့တားကောင်တွေသူတို့ပြစ်မှတ်ထားတဲ့တားကောင်တွေဒီတကဘာလို့ဖြစ်နေဒါကြောင့်မို့လို့ဒီကိစ္စဒီဂျာပန်ကိစ္စဒီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီး ဖြစ်ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ရာသွေးမှုတွေမျိုးကိုအပြည့်အပြတ်ဖြေရှင်းဖို့ဆိုတာတော့နိုင်ငံစုံပူပေါင်းလှုပ်ဆောင်မှာရောက်တယ်နိုင်ငံချင်းနိုင်ငံချင်းသုံးနိုင်ငံချင်းလုပ်နေလို့မရောက်ဘူးတကယ်ပဲတက်စီခြင်းတယ်ဆိုရင်နော်တရုတ်နဲ့အာဆီယံနဲ့တရုတ်နဲ့အမေရိကန်နဲ့တရုတ်အာဆီယံအမေရိကန် EU ကုလသမဂ္ဂဒါပြီးပေါင်းပြီးတော့ task force နော်တကယ်လုပ်ငန်းအဖွဲ့ ပြပြတသားခိုင်ခိုင်မာမာငွေကြေးရဗန္နာငွေကြေးဘာလို့ဆိုတင်းတင်းနဲ့ဆုံးဆုံးနဲ့ဒေါ်လာငွေကဘီလီယံနဲ့ချီပဲဗျအဲ့တော့ဒီလိုမျိုးနှိမ်နှင်းတဲ့အဖွဲ့ကိုနိုင်ငံတွေပေါင်းပြောင်းငွေစိုက်ထုတ်ပြီးတော့ဖွဲ့စည်းပြီးတော့နော်လုတ်ပိုင်ပွင့်ဆိုရင်လည်းပဲနိုင်ငံတွေပူးပေါင်းပြီးတော့ပေးပြီးတော့ပြပြတသားလုံးမှဒီကိစ္စကပြတ်အဲမေအောင်လိုက်တော့ဒီပဝင်စည်းတလို့တော့ဇက်တိုက်ပြီးတော့မလုံကြနိုင်ပေါ့ဗျာဒါမျိုးဆိုလို့ကတော့တပါစကွာသားတွေ ကြားဖြန့်တားကောင်ဖြစ်ဆက်ပြီးတော့ကြာရောက်နေတဲ့စိတ်မကောင်းစရာတည်င်းတွေကျွန်တော်တို့ဆက်ပြီးကြားနေရအောင်ပါလေကျွန်တော်ဟုတ်ကဲ့ပါကိုကျော်တင်ဆိုတော့လေဒီလိုကြားဖြန့်တယ်လို့ပေါ့ကိုကျော်တင်ဆွေးနွေးတယ်လို့ဒါနိုင်ငံတက်တော်ရာဇဝမှုအကြီးအကဲတခုဖြစ်တယ်ပေါ့လေနိုင်ငံတိုင်းကဒီပြည်သူတွေတားကောင်ဖြစ်ခံစားနေရတဲ့အခြေအနေပေါ့ဒါလည်းခုနကဒီကျွန်တော်တို့ဒီ Justice for Myanmar ကဒီထုတ်ပြန်လာတဲ့ချက်လို့ပဲဒါအဓိကကြီးတောင်းမြစ်ကိုဖြန့်နိုင်မှာပဲဒါ ကျွန်တော်ဖြစ်မယ်ဆိုတဲ့အခြေအနေပေါ့လေဒီအဓိကရေတောက်မိကလည်းဒါဒီလက်ရှိအနာတိတ်ထားတဲ့စက်တက်နဲ့ဒီစက်တက်ကလောက်လက်ဝေကန်ဖွဲ့စည်းနေဆိုတာဒါတိတာထင်ရှားနေတာပေါ့ဒါကိုလည်းနိုင်ငံတကာမှာပုံပြီးကြည်ကြဲလျင်လျင်ထိုးဖောက်နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့တွေ့တာတစ်ဖက်မှာလည်းဒါဒီစက်တက်တောက်တိုင်းမီဒီယာတခုကလည်းဒါမျိုးကိုနိုင်ငံတကာကဒီ KNU ကိုထိုးချတဲ့အခြေအားမျိုးတွေကိုဒါဖြန့်ချိနေတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့လေဒီ KK ဘက်ကိုဝင်စီးရတဲ့နေရာမှာလည်း KNU ကိုထိုးချတဲ့တဲ့င်းတွေစက်တက်ကထုတ်ပြန်လာတွေ့ရပါတယ် တော့ဒီခေခေဖတ်ထဲမှာလည်းဒါသူထပ်ပြီးတော့စီးနေမယ်ဆိုတဲ့သတင်းတွေကြောင့်ဒါအဲ့မှာလူတွေလည်းပြောင်းရွှေ့နေကြရတဲ့ဆိုတဲ့သတင်းတွေကျွန်တော်တွေ့ရတယ်ပေါ့လေဒါနဲ့ပတ်သက်ပြီးတော့လည်းကိုကျော်သိဆက်ပြီးဆွေးနွေးပေးပါအောင်ခင်ဗျနော်ကိုကြောင်ပေါ်ပြောတဲ့သတင်းလေးကျွန်တော်လည်းနည်းပြောကြတယ်။အာနာမည်တက်ပြောရရင် Popular News Channel ကထုတ်တာ။ Popular News Channel ဆိုတော့သူတွေလုပ်ကြတဲ့ဗားလဲကျွန်တော်ပြောဖို့မလိုပါဘူး။အဲ့တော့ကျွန်တော်တို့ကဟလာဒိုင်းမီပြင်ပမှာရှိနေတဲ့လူတွေကျွန်တော်တို့လူမျိုးတာ PDF ကျွန်တော်တို့ကသတင်းပြည်ပေါ့ပေါ့ တိုင်းပြည်မှာရှိနေတဲ့လူတွေကမြန်မာပြည်တွင်းမှာလှုပ်လှုပ်နေတဲ့တိုင်းပြည်ယာမျိုးကိုဝေဖန်နေသူတို့ကရောပြည်တွင်းမှာမီဒီယာလှုပ်လို့မရဘူးလားဒါပါလားညာလားဒီမထုတ်တာရှိခဲ့တယ်နော်ခုလည်းရှိနေသေးပါပဲအဲ့တော့ဒီ popular သတင်းကအင်္ဂလိပ်လူကြီးတာမနေ့ကတော့ဇော်မင်းထွန်းပြောတဲ့ကျွန်တော်တို့မနေ့ကပြောခဲ့တဲ့ဟလာကြားချက်နဲ့ပတ်သက်ပြီးတော့ PNU ဆွဆွဲတဲ့သတင်းဇော်မင်းထွန်းပြောတာဇော်မင်းထွန်းတို့ပြောတဲ့အတိုင်း popular news channel ကဗမာလိုရေးပြီးတဲ့အပြင် အင်္ဂလိပ်လိုရေးတာအင်္ဂလိပ်လိုရေးတဲ့ဆိုတဲ့ဟူတာဒါနိုင်ငံတကာကိုပြန့်စီတန့်ကျင်လို့ပေါ့ဗျာအဲ့တော့သူတို့ကနိုင်ငံတကာကိုဟိုဖိဟောင်းလောင်းကြီးနဲ့ပြန့်နေတက်မလို့ဖြန့်တယ်လို့ဖြစ်တာပေါ့ဗျာနော်ဒါမျိုးလို့ဒါမျိုးလို့ဖြစ်တာအဲ့တော့အဲ့ဒီတရင်ကိုကျွန်တော်ကြည့်လိုက်တယ်ပေါ့ဗျာနော်ကြည့်တော့ရေးထားတာအကုန်လုံးကဇော်ဘင်ထွန်းတို့စစ်တပ်ကပြောတာကိုလည်းရေးထားတာနော်တည်င်းဆိုတာဒက်မလိုက်ရအောင်အတန်ပေါင်းဆိုပါရမယ်ဆိုတဲ့ တည်တင်းရဲ့အခြေခံတကယ်သတ်မှတ်ချက်နဲ့တော့မကိုက်ဘူး။ဘာကြောင့်လဲဆိုတော့ KNU ဘက်ကသဘောထားဖြန့်ပြေးထားဘူး။ KNU ဘက်ကဥမာ KNU ပြောခွင့်ရကပြောတာတွေတည်တင်းမှာပါတာပဲဗျ။ကိုယ့်အကုန်မင်းရင်တော့မထည့်ရှိလို့ရတာ။ KNU ဘက်ကပြန်ပြီးတော့ချိပတ်ထားတာထားတာတွေအပေါင်းစစ်တပ်ကပြောတဲ့အတိုင်းဂျမစစ်တပ်ကပြောတဲ့အတိုင်းဇော်မဲလုံးပစက်ကပြောတဲ့အတိုင်းရေးထားတာ။အဲဒါဂျူးဂျူးလေးပါမြန်မာနိုင်ငံတွင်ဒါမင်းအောင်လိုင်းတို့ဂျမ်ပက်စစ်တပ်လက်အောက်မှာလုပ်တဲ့ တတိယမီဒီယာဆိုတော့နော်မရအောင်လိုင်းတို့အလိုမကြတာဘာမှလို့လို့မရအောင်အဲ့ဒီအတွက်တကယ်စစ်မှန်တဲ့တတိယမီဒီယာတွေဟုတ်ရဲ့လားဆိုတော့မေးဖို့ထုတ်ဖို့တော့ပါဖြစ်ပါတယ်ကိုကျော်ဒါကရှေ့အပိုင်းနဲ့ဆက်တော့ပါဒီကြတဲ့ပိုင်းကတော့ဒီကနေ့တရင်ထွက်လာတယ်ဟာလားမနေ့ကတော့မနေ့ကမဟုတ်ပြီးခဲ့တဲ့ရက်ပိုင်းက KK ပောက်ကိုစစ်တပ်ကဇလန်းစင်စက်ွက်နဲ့ဇက်ညွန့်နဲ့ပြုရှင်ရဲ့ဒီလိုဝင်စီးတဲ့ဖြစ်ရက်တရင်ရဲ့ဂျေဂျေလောင်ထွက် အံပြလောက်တာမှပေါ်သွားတဲ့အခါကျတော့အခုတကယ်ပဲစီးတော့မယ်ဆိုတဲ့တဲ့ရင်ထွက်တယ်တဲ့ထွက်လာထွက်လာရောစောချစ်သူတို့မနေနိုင်ဘူးသူတို့ကားတွေနဲ့ကိုပဲသူတို့ကိုယ်တိုင်ဦးစီး BGF ကဦးစီးပြီးတော့အဲ့ထက်ကလူတွေကိုကြောင်းထုတ်နေတယ်တဲ့ဆိုတော့ကျွန်တော်တွေးတာကဟိုတရက်ကပဲစစ်တပ်ကဝင်စီးတယ်ဆိုတော့ကပဲလူ1000လောက်ဖမ်းတယ်လို့ပြောတယ် အခုကျတော့ဓာတ်ပုံတွေပြည့်တာပြန်ထုတ်တွေတွေလည်းမနေဘူးပြကားကြီးတွေနဲ့ချောက်ဘင်းကားကြီးတွေဘာကြီးတွေနဲ့နော်မနေဘူးဘယ်ရောက်လာလဲမသိအဲ့ဒီစစ်တပ်ဝင်စီးတဲ့နေရာဘယ်နှညာသွားပုံတွေကြတယ်လဲမသိဘူးပုံတွေနေရာလည်းတော်ပေါ့မှုများအဲ့နေရာကြီးရလဲအကျယ်ကြီးတို့ဘုရားနော်အဲ့တော့လူနှစ်တောင်းလောက်တဲ့ဆရာကိုင်းတို့နှစ်ထောင်လောက်ဖမ်းပြလာမသိဘူးပြမပြောတတ်ဘူးဘူပါလဲဘလောက်ရှိလို့ရှိမှန်းမသိဘူးဒေတာကတော့မင်းအောင်လိုက်လို့ဖမ်းတယ်လို့ပြောတယ်နှစ်ထောင်အောင်တော့မကလာသေးကြတယ်အခုကိုပြောင်းထုတ်တယ်ဆိုတဲ့လူပါနဲတာမှမဟုတ်တာဗျာ တော့ဘီဂျက်ကဘီဂျက်ကတော့တရင်မှာပြည်တော်တို့ကတော့ဒီလူတွေကသူတို့ဆန္ဒသဘောထားနဲ့ပြန်ဖို့အတွက်သူတို့ကစီစဉ်ပြီးတယ်ပြောတာပဲဝေဘန်နဲ့လူတွေကလည်းပဲတကယ်တကယ်ပြန်တာမဟုတ်ပါဘူးပေါ့ဂီဂီပတ်တဲ့ထုတ်လာပြီးတော့မြောက်ဦးတွေကတနေရာမှာသွားချထားမယ်ထင်ပါတယ်ပေါ့ဒီလိုမျိုးလေးပဲပြောကြအဲ့တော့နယ်လီချိုးလိုက်ရတော့ကိုကြောင့်မောင်ရင်ဒီကြမ်းကြမ်းကိစ္စကလှုပ်တော့ဖလှုပ်နေပေါ့နော်လှုပ်တော့လှုပ်နေပြီဒါပေမဲ့လည်းမြစ်ပြုတ်ဖို့ကတော့အများကြီးလူသေးတယ်အမြင့်ပြုတ်ဖို့ဆိုတာက လားအမြင့်ကိုဖြတ်မှအမြင့်ကပြုတ်အမြင့်ကိုမဖြတ်ဘဲနဲ့အမြင့်ကမပြုတ်ဘူးဂျေဖန်ကပြောထားသလိုအမြင့်လက်တဲ့တရားခံကဘယ်သူလဲရှင်းရှင်းကြီးလယ်ပြင်မှာဆင်သွားတာထက်တောင်မှ ရှင်းသေးတယ်မင်းအွန်လိုင်းဆောင်တဲ့အကျံဖက်စစ်တပ်ဒါလျင်အမြင့်လက်တဲ့တရားခံဒီအမြင့်လက်တဲ့တရားခံကို မဖြုတ်ဖဲတဲ့တော့ကြားဖြန့်ပြုတ်ဖို့ဆိုတာ ဝေလီလီလုတ်ရက်ပဲဖြစ်မှာပဲတော့ဟုတ်ကဲ့ပါကိုကျော်သိန်းဒီစကားတွေဒါထက်ခါထက်ခါပြောနေရတဲ့အချိန်လေးပေါ့လေဆိုတော့ဒါဟိုလက်ရှိအချိန်လေးမှာလည်းဒါနဲ့ပတ်သက်တဲ့ဒီနိုင်ငံတကာကလည်းဒါကိုလေးနဲ့ဒါအာယုံဆိုင်ပြီးဖြည့်ရှင်းဖို့လိုနေတဲ့ကိစ္စလို့ပြောကျွန်တော်တို့ယူဆပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာလေးသွားလိုက်ရအောင်ပါနောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒါအတွေ့အအောင်ယူကောက်ဝဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ဆွေးနွေးရဖို့ရှိတာလေပေါ့လေဆိုတော့အဲဒီယူကောက်ဝဲရတဲ့တည့်ရတိုင်းဒါစိတ်ကြိုက်လို့ပြီးတော့စီမံသူတို့ စိတ်တိုင်းကြလုပ်ပြီးသူတို့ဖြစ်ချင်တဲ့ပုံစံတိုင်းဖြစ်ဖို့အစီအစဉ်ထားတဲ့စစ်တပ်ကလုပ်ထားတဲ့အစီအမံဆိုတော့လေအခုဒီရွေးကောက်ပွဲမှာဖြစ်ပြနေတဲ့အခြေအနေရတဲ့ဒါဒီရေရမလို့လို့အနေထားဖြစ်ပါတယ်ဆိုတော့တချို့ဒီချက်ခုတ်ကိုယ်တည်းရေဆိုတာတယောက်တည်းပြန်ရမယ့်အနေထားတွေရှိရဲ့ဒေတာတွေပေါ့လေကျွန်တော်တို့တွေ့လာရပါတယ်မက်ဆန်နာနဲ့တွေ့ရတယ်ပေါ့တော့တယောက်တည်းပြန်ပြီးတော့ခြေခောက်လဲရင်တော့လည်းမပြောတတ်ဘူးပေါ့ဗျာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေဒါကိုကျော်သိန်းကချက်ခုတ်ကိုယ်တည်းတယောက်တည်းပြန်ရမယ့်အခြေအနေတွေဆွေးနွေးပေးပါဦးအေးဗျာတော့တယောက်တည်းပြန်နိုင်လဲပဲနိုင်မယ်လို့တော့ပြောလို့မရဘူး တယောက်တည်းပြန်ခြေခေါက်ဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာအခုကဘာလဲဆိုတော့အဲသူတို့ကိုယ်တိုင်ကတိုင်ဟလာအကြီးကြီးပို့အတွက်တနက်ခေါက်တာလဲသူတို့ပဲဟလာဝင်းကြိုင်တာလဲသူတို့ပဲနော်ကြိုင်တဲ့လူတွေကလည်းပဲအဲသူတို့ကပြန်ခိုင်းတယ်လို့ပဲပြန်ရတာပဲနော်သူတို့သူတို့ကိုယ်သဘောနဲ့ကိုလှုပ်ချင်နိုင်လို့လို့ရတာမဟုတ်အဲ့တော့ဘာနဲ့ပြုတယ်လဲဆိုတော့ကာတွန်းလေးတစ်ခွက်လို့ပေါ့နော်အဲ ိုင်လူကြီးတဲ့လူကလည်းဝင်ပြိုင်ဝင်ပြိုင်တဲ့လူကပဲဒိုင်လူကြီးပဲလက်ထက်မှာတနက်ဖောက်ဖောက်တဲ့တနက်နဲ့တဲ့စပီးဘူးအတွက်တောက်ထွက်ဖို့အတွက်အချက်ပေးတဲ့တနက်နဲ့ဒိုင်နေသူကသူကရုပ်ရှင်နဲ့ရုပ်ရှင်လည်းရှိဦးပါတယ်ဒီဥစ္စာခါသားရုပ်ရှင်လောင်တဲ့ရုပ်ရှင်ဟဲ့လားတနက်ဖောက်တနက်ဖောက်တဲ့သူကိုယ်တိုင်ပြေးတယ်သူဘေးနဲ့လိုက်ပြေးတဲ့ကောင်ကပြစ်ထဲတဲ့ဟိုကောင်ပြစ်လိုက်ဒီကောင်ပြစ်လိုက်နောက်ဆုံးသူတယောက်ပဲကျန်တယ်ဆိုတော့တယောက်တည်းပြေးတယောက်တည်းပြိုင်ဘက်နဲ့ဒီလေးပဲသူကဒီပြိုင်ဘက်တွေကိုအပြတ်ရှင်းပြီးတော့ဘူးဝဲနိုင် တယောက်တည်းပြီးတော့လဲပြောเสียမှာရှိဘို့ဗျာသူပဲဒိုင်းဟလာပြိုင်တာလဲသူပဲအဲ့တော့တယောက်တည်းပြီးဘူဆွဲပေါ့ဗျာအဲ့ဒါကိုပဲမရှက်မကြောက်လုပ်နေတာဆိုတော့လဲပဲကျွန်တော်ပြောရတာလဲအာညောင်းပါရဲ့ဗျာဖြစ်လာတော့လဲပြောရတော့ဒီတင်ကတော့ဘာလဲဆိုတော့ဒီရှမ်းမြောက်ဒေသအပါအဝင်မြန်မာနိုင်ငံတွင်ဖိလစ်ပခဖြစ်နေတဲ့ဒေသ10ခုထက်မနည်းမှာဟလာမြောင်းလိုက်တို့ရဲ့အတူရောင်ထောင်ချောက်ရွက်ောက်ပဲဝင်မဲ့ နော်ကိုစလဲလောင်းဆိုသူပါကျန်းဖွန့်ပါတီကပဲရှိတယ်တဲ့တယောက်ပဲရှိတယ်တဲ့စင်းနေလဲတွေ့တယ်ကျွန်တော်တို့နော်ကျန်းဖွန့်ပါတီကပဲရှိတယ်တဲ့အဲလိုမျိုးကျန်းဖွန့်ကျန်းဖွန့်ပါတီတပါတီတွေပဲမြို့ကောက်ပွဲဝင်ဒါပြိုင်တာမဟုတ်တော့ဗျာကျန်းဖွန့်ပါတီတပါတီတွေပဲပြိုင်မဲ့ဆိုတာမျိုးကျွန်တော်တို့ပြောစရာမလိုတော့ကျန်းဖွန့်ပါတီတပါတီတွေပဲရွေးကောက်ပွဲဝင်မဲ့ဒေသတွေထဲမှာတချို့စကိုင်းဘက်ကဒေသတချို့ချင်းဘက်ကဒေသတချို့လည်းပါလေပါတယ်တဲ့အဲ့တော့ဒုံးစံတိုင်း ဟုတ်စားဟောင်းပွားဟောင်းပွားဘူးလက်ထဆွေရလည်းပဲမဆက်ပဲနဲ့ပြောသေးတယ်။ကြိုင်ပဲမရှိတော့နိုင်ပြီးသားပေါ့။ဟောတော်လဲတော်လဲဟာတာဗျာ။ကြိုင်သူမရှိတော့နိုင်ပြီးသားပေါ့။အဲ့ဒါလားဗျာဒီမိုကရေစီကိုပြောတဲ့စကားကိုလို့ရလဲစဉ်းစားကြပါဘော။ဒါကဘယ်လောက်များမဒီမိုကရေစီလဲဆိုတာဗျာ။နော်။တပါတီရဲ့ပြိုင်နိုင်တယ်ဆိုတဲ့ကိစ္စဘယ်လိုလုပ်ဒီမိုကရေစီလဲဗျာ။ကိုယ့်အကူလဲစဉ်းစားကြပါဦးဂျီမင်းများ။ နောက်ပြီးတော့ကျွန်တော်တရင်နဲ့တွေ့ပါတယ်မဲဆွဲစီယုံကြီးကိုတော့မှဒါလုံချိုကြီးထက်ထက်နဲ့တို့ကလောက်ကြပါတချို့မြောင်းလိုက်တွေ့လိုက်တဲ့သူတပည့်ဘုံချုပ်တွေဆိုတော့တို့လုံချိုကြီးနဲ့တို့တွေအမေတို့ရုံးဖွဲ့နဲ့တို့တို့ငွေနဲ့တို့ဟလာဘယ်ရရတဲ့ငွေလဲတော့မသိဘူးရှင်းပါတယ်ဘယ်ရရလဲဆိုတိုင်းပြဖိုးထားတယ်ငွေလူစီကဖိုးထားတယ်ငွေပေါ့ဟုတ်တယ်လားလုံချိုကြီးကလည်းတို့လုံချိုကြီးနဲ့တို့တွေအမေတို့လာတာတဲ့အဲ့တော့ကိုလုံချိုကြီးနဲ့ကိုမဲဆွဲကြမယ်တဲ့ဘာဒီသူကကြတော့ကိုလုံချိုကြီးလည်းကိုမပေးနိုင်ဟလာ ကြောက်လဲကြောက်ဆိုတဲ့အခါကျတော့မြေပြင်မစင်းမဲနဲ့ online ကနေပြီးတော့မဲဆွဲမတဲ့တာနော်မာလာတို့အခုတချောင်ဒီကောက်ပွဲလို့လှုပ်လိုက်ပုံများတော့ online ကနေမဲဆွဲမတဲ့တခြားနိုင်ငံတွေမှာလည်းဒီကောက်ပွဲဝင်တဲ့နိုင်ငံပါတီတွေ online ကမဲဆွဲကြပါတယ်ဒါပေမဲ့ online ကြီးလည်းမဟုတ်ပါဘူးဗျာနော်အဓိကလူကိုယ်တိုင်မဲဆွဲစီရင်ရေးကအဓိကခင်ဗျားကိုယ်စလဲတယောက်ကိုယ်စလဲလောင်းတယောက်အနေနဲ့ကိုကိုကိုမဲဆန္ဒရှင်တွေရှေ့ချပြပြီးတော့ကျွန်တော်ကိုကြည့်ပါ ကျွန်တော်ကတော့ဒီလိုမျိုးကျွန်တော်ပူတွေကလွတ်ရှိပါတယ်ကျွန်တော်မဲဆန္ဒရှင်တွေကောင်းပူတယ်ကျွန်တော်ကဒါတွေလုံမှာပါကျွန်တော်ပြိုင်ပေးတယ်ကျွန်တော်ပူတွေကဘလို့ပူကောင်းပါတယ်ဒါအပြင်ကျွန်တော်ကတနိုင်ငံလုံးအတွက်ဆိုရင်လည်းကျွန်တော်ရဲ့အစီအစဉ်တွေကဒီလိုလေးမျိုးတွေရှိပါတယ်ကျွန်တော်တို့ပါတီရဲ့မူပေကဒီပြိပခောက်ကိုရက်ဆဲမှုတည်းဒီလိုမျိုးကျွန်တော်တို့ပြင်ဆင်ထားပါလေဒါကျွန်တော်ကခေါင်းတည်းကျွန်တော်ခေါင်းတည်းရုပ်ပြပေါ်လာတာကျွန်တော်ဒီလိုမျိုးဟလာကိုကိုမဲပေးမဲ့မဲဆန္ဒရှင်လူသူကိုကိုကြိုက်ပြီးတော့နောက်ဆုံးချစ်ပြီးတော့မဲပေးခြင်းတော့မဲနဲ့ချင်းဆိုင်ပြီးတော့မဲဆွဲစီရင်တာပါဗျာ online က message စီးအောင်မဲ့ဆိုတော့တို့ message စီးအောင်နဲ့ messenger ရှင်းနိုင်တာ online သုံးနိုင်ပါပြီ။ဒီမှာဒီမှာနိုင်ငံမှာ internet ဖြတ်ထားတဲ့နေရာတွေတော့အများကြီးရှိဘယ်လိုလုပ်မှာလဲနေရာ။ဟမ်အဲ့မှာလေ။တော့တော်တော်ဟုတ်နေကြတာလေ။ဟိုကျွန်တော်ဘာပဲသွားတဲ့ကြာလဲဆိုတော့တကယ်ကငါလေငါတို့ငါမြင်းငါကိုမြင်းကိုဆိုင်ဆိုတာတကယ်ဒီလူတွေမှာအစ်စ်ပဲလူ။အဲ့တော့ဗျာဘယ်လိုပဲမဲဆွဲဆွဲဘယ်လိုနည်းနဲ့ပဲမဲဆွဲဆွဲဟလာပြိုင်ပဲမရှိလို့မဲပေးစရာဘယ်လိုလို့တာ အဲ့နေရာမျိုးမှာရွေးကောက်ပွဲဆိုတာကြီးအထူးကြောင့်ရွေးကောက်ပွဲဆိုတာကြီးဖြစ်ပြီးတော့နော်ရွေးကောက်ပွဲအဲရွေးကောက်ပွဲဝင်ဝင်ပါတယ်ဆိုတော့တူဒီတော့ဟလာပါဒီကလူတွေနိုင်နေဆိုပြီးတော့ဖြစ်ချင်ဖြစ်ပါတကယ်တကယ်ရွေးကောက်ပွဲနေ့မှာမဲဆန္ဒရှင်ဘယ်လောက်မဲလာပေးမလဲဆိုတော့ကတော့ကိုကြောက်မောင်တို့တွေကိုယ်တိုင်ရင်ခုန်စိတ်လှုပ်ရှားသွားနဲ့စောင့်ကြည့်နေမယ်လို့ကျွန်တော်ကတော့ထင်တာပဲဒါပေမဲ့ကျွန်တော်ကမာလာတို့စစ်တက်လုံးမဲ့အကွက်ကတော့ကျွန်တော်ကကြိုပြင်ပြီးသား နော်ကြုံမြင်ပြီးသားခင်ဗျာဖိုတို campaign photo op တွေလုပ်မှာဘာလဲဆိုတော့သူစစ်တပ်တဲကမိသားစုဝင်တွေဘဲမှလည်းပြေးလို့မရအောင်တက်တက်အောင်ထွက်လို့ရတာပေါ့အဲ့ဒီမိသားစုဝင်တွေ comment နော်ကျန်းဖုံးကလူတွေ comment ကျန်းဖုံးပါတီဝင်တို့ကျန်းဖုံးကိုထောက်ခံအားပေးသူတို့ပြီးတဲ့အခါကျတော့သူတို့အများတန်းလုပ်တာလို့ဝေပေးပြီးစာ5000 9000စာပေါ်တယ်ပြီးတော့6000ဆက်ရစာဆိုတော့ဈေးတွင်ကြီးပေါ့များသွားပြီဗျာအဲ့လိုမျိုးတွေပေးပြီးတော့လူတွေ comment ပြီးသွားရင်မဲယုံတွေရှိပါတန်းစီခိုင်းမယ်ဟို ်တကြံမာတော်မှဟလာကားဒီပေါ်တင်ပြီးတော့ပျော်ပါတယ်ဆိုပြီးတော့တဲ့သေးတာဗျာရုပ်ပေါက်ပဲပို့လုတ်ပေါ့ဟုတ်တယ်မလားနိုင်ငံတကာတော့ဝေဖန်ထားတာဆိုတော့အာမဲဦးရှင်မန်ဒီဘူကြီးနဲ့တန်းစီတာမျိုးတွေလုတ်မယ်ဒီတဲ့ခါကျရင်ဒီရုပ်ပေါက်ပွဲမှာဒီကဘလောက်ထောက်ခံပြီးတော့တခဲနဲ့ဘဲလို့မဲပေးပါတယ်ဆိုတော့မျိုးလုတ်မယ်အဲ့တော့စောင့်ကြည့်အောင်မင်းကိုကြောက်ပါအောင်ဒီဘက်ကဒီမဲဟိုကမဲတက်စီတော့လေဒီလူတွေပဲဟိုမဲဟိုကတက်စီဒီလူတွေပဲဆိုတာမျိုးတွေရောအဲ့တွေ့လာရအောင်မလား ပြီးတော့လူ၁၀ယောက်ကိုအယောက်တစ်ထောင်ပေးအောင်လို့ဘယ်လိုများ Photoshop အုပ်လဲဒါလေးတွေလည်းကိုကြောက်ပါအောင်ကျွန်တော်ပြည့်ရရအောင်ပါဗျာဒီလားဒီစရာလေးတွေကျွန်တော်စောင့်ကြည့်ကြပေးတာပေါ့အဲ့တော့တကယ်ကလေးပွက်တွေပေါ့ဗျာရှင်းရှင်းဝေးမကြည့်နဲ့နော်ဒီယူကောက်ပွက်နဲ့ပတ်သက်ပြီးတော့တို့ကိုယ်တိုင်ပြောထားတာတွေကိုပဲနည်းနည်းပြန်ကြည့်နော်မြန်အောင်လည်းကိုယ်တိုင်ပြောထားတယ်ဒီယူကောက်ပွက်ကိုတို့ရဲ့တူအောင်ယူကောက်ပွက်တနိုင်ငံလုံးမှာမလုပ်နိုင်ဘူးအခုမဲဆန္ဒနယ်တိုင်းမှာ မပြိုင်နိုင်ဘူးပါတီတိုင်းမပြိုင်နိုင်ပါတီတိုင်းမဲဆန္ဒနယ်တိုင်းမှာမပြိုင်နိုင်မဲဆန္ဒနယ်တိုင်းပြန်နိုင်ပြန်နိုင်တာကြံဖို့ဒုတိယကတော့တဆညာရှိမှာပေါ့နပါတီစလုံးကပါတီနှစ်ခုစလုံးကစစ်တပ်လုံးဝေကန်စစ်တပ်လက်အောက်မဲဆက်စီအိုကြောမလုံနိုင်အွန်လိုင်းကလုံးရမယ်ဒီအခြေအနေတွေကိုကြည့်ရင်ကိုပဲကိုကြောက်ပါမြောက်လိုင်းရဲ့အတုအယောင် ထောင်ချောက်လိန်စီပြီးပေါက်ပွဲကအရသာမြင့်တဲ့ဘုံစွတ်ပြီးတော့စစ်တက်ကအာနာဆက်ကင်ထားနိုင်ဘူးလုတ်တဲ့တကယ်အတုအယောင်ထောင်ချောက်လိန်စီတွေးကောက်ပွဲဆိုတာကတော့ပူ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 ပြီးတော့အထောက်သားတွေတက်တေတွေခိုင်မှာထွက်ထွက်လာတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကိုကြောက်ပါ